ြည်လို့ဆိုတဲ့အတိပ္ပယ်ကိုအရင်ကြည့်ရအောင်မြမပြည်လို့ဆိုတာမြမလူမျိုးတွေအများစုနေတာတပြည့်လူမျိုးတွေလည်းရှိတာပဲနော်မြမလူမျိုးတွေအများစုနေတဲ့နေရာကိုမြမပြည်လို့ခေါ်သလိုပဲဆင်းရဲဒုက္ခနဲ့ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြီးတဲ့ဒီရဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့သတ္တဝါတွေ နေတဲ့နေရာကိုငရဲပြီလို့ခေါ်မှာမှန်ပါဗျာနော်မှန်ပါဗျာဘယ်နေရာမှာရှိတယ်လဲဆိုတော့ရသော်ဗျာဘယ်မှာရှိတယ်လို့တိုက်ရိုက်ပြောထားတာတော့မရှိဘူးဖုံဖုံအတွင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်အမြဲတမ်းမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးတောင်နေဆိုရှိတယ်မှန်ပါအဲ့ဒီမိတော်နေတဲ့မှာတက်ရှိတော်ဟာနေနေဖြစ်နေတဲ့ကောင်းနေဟာအများအားပူလောင်နေမှာပဲမှန်ပါဗျာနေယူသီးထဲမှာမွေးတဲ့ပိုးလိုပဲပေါ့နော်မှန်ပါဗျာ အဲ့လိုမျိုးမရှိနိုင်ဘူးလားရှိနေအခုရေဘူးတွင်နေပါလေဆိုတာစာပေကျမ်းကအရာပြောမယ်ဆိုရင်တပောရာမြင့်ဆိုတာအိန္ဒိယမှာရှိတယ်မှန်ပါလေအဲ့တပောရာမြင့်ခါတပောရာဆိုတာတပဆိုတာပူတဲ့ဥဒါကရေမှန်ပါဗျာရေဘူးစမ်းစီစင်းတဲ့မြင့်မှန်ပါဗျာအဲ့ဒီမြင့်ကဘာကြောင့်ရေဘူးဖြစ်ရတယ်လဲလို့ဆိုရင်လောဟကုန်ပြီလို့ခေါ်တဲ့ငရေအိုးကြီးနှစ်ခုကြာဖြတ်စီလာတယ်ဆိုတော့ ်စဉ်းစားကြည့်ရတာဒါမီးတောင်ကြီးနှစ်ခုကြာကနေဖြတ်စည်းလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေတယ်ဒီဘက်ကလည်းမီးတွေလောင်အဲ့ကြာတဲ့ကဖြတ်စည်းလာလို့ဒီရပူသွားတာဆိုတော့အဲ့တော့တချို့စာကျမ်းလေးတွေအနေနဲ့ပြောရမယ်ဆိုရင်တော့မြေကြီးအောင်မငရဲပြီဆိုတာရှင်းနိုင်တယ်ပေါ့နော်မှန်ပါဗျာရှင်းနိုင်တယ်လို့ပြောအစဉ်ဒုက္ခရောက်တဲ့ပုံကိုယ်တွေတရဝါတွေပေါ့ဒုက္ခခံရတဲ့တရဝါတွေအေးမြတ်မြတ်မနေရဘဲနဲ့အမြဲတမ်း ဒီဆဲတော့ကခန်းနေရတဲ့သရဝါဒီနေတဲ့ဣရိယာကြီးတစ်ခုကိုငရဲပြီလို့ပြောမှာမှန်ပါအဲ့ဒီငရဲပြီကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောထားရှိတယ်မှန်ပါဗျမြင်ရတာလဲကြောက်เสียလန်းเสียကြားရတဲ့အတန်ကလဲကြောက်เสียလန်းเสียအနံ့ကြီးကလဲမခံနိုင်တော့အောင်ဆိုတဲ့အနံ့မှန်ပါဗျလျှရာကအရသာကလဲပဲလုံးဝခံရခက်တဲ့အရသာခန္ဓာကိုယ်လာထိတာလဲပဲလုံးဝ ထိတ်တွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုတစ်ခုမှမရှိတဲ့မျက်စိနန္နာလျာကာရယလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအာလုံးဟာကြောက်စရာလန်းစရာဟိုစိတ်ပချမ်းသာကြရည်ကြီးနဲ့ကျုံတွေးနေရတဲ့သရဝါတွေကိုငရေနေရခံရတဲ့သရဝါလို့ခေါ်တယ်မှန်ပါဗျာအဲ့ဒီငရေသာသရဝါတွေနေထိုင်ရဧရိယာကြီးတစ်ခုငရေကြီးလို့ပြောတာမှန်ပါ လက်ပြေဆိုတာကတော့လူတွေနေတဲ့နေရာအပါဝင်လို့ပြောမယ်။ဘာလို့ဆိုဘုံမစိုးနတ်ဆာရှိတယ်။မှန်ပါဗျာ။တပည့်ဆက်ကြတယ်မှာဘုံမနန်ဒီဝနန်တတ္တံသုတ်တော်ဟာမှန်ပါဗျာ။သတုမာရာဇိကဒီဝါလို့ဆိုပြီးတော့လူပြေမှာလူတွေနဲ့လက်ပေါ်တည်းနေတဲ့အဲအိမ်ဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ရှုကဆိုးတို့ဘုံမစိုးတို့ဆာရှိတယ်လေ။မှန်ပါဗျာ။အဲ့ဒါအဲ့ဒီ သူတို့ရဲ့နေထိုင်တဲ့ဧရိယာဟာဟုတ်အထက်လွတ်လပ်တဲ့အကာသအထီအောင်သူတို့ဆန္ဒဒုက္ခနဲ့ပြည့်စုံတဲ့တရဝါရီနေထိုင်တဲ့နေရာကိုနတ်ပြည်လို့ခေါ်တာပဲမှန်ပါဗျာပြမဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေချတယ်မှန်ပါဗျာမေတ္တာကရုဏာမုရိဒာဥပေက္ခာဆိုတဲ့ပြမစိုးတရားနဲ့အမြဲတမ်းနေတယ် ို့တော့မြမပြည့်ကိုရောက်တာဒါနနဲ့သီလနဲ့တည်းမရောက်ဘူးမှန်ပါဗျာတမထချင်းစဉ်တစ်ခုပေါ့ပေါ့ရောအောင်မြအောင်ကျင့်နိုင်မှာမြမပြည့်ကိုရောက်တာဖြစ်တယ်မှန်ပါအဲ့ဒါလေချင်းစဉ်ရင်တူတဲ့ပုံကိုတွေဟာဆန်းလို့ခေါ်ရတာပေါ့နော်မှန်ပါတမထချင်းစဉ်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ပုံကိုတွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုမြမပြည့်လို့ပဲပြောရမှာပေါ့မှန်ပါဗျာနော် နဂါပြီဆိုတာကတော့စာရဲပေတဲ့မှာတော့သူကပင်လေအောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော်မြင့်မို့တောင်အောက်မှာလည်းရှိတယ်လို့ဆိုတယ်အဲ့တော့နဂါလို့ဆိုတာပမာပြီကနဂါဆိုတာတော့ပကြီးဆရာကြီးရဲ့ကောင်းမှုနဲ့အချွန်တက်ပါမနဂါလို့ထင်တယ်အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆက်ပွေဟောက်ကြီးတွေကိုနိမ့်ပါ နာဂလို့ခေါ်တာမှန်ပါဗျာအဲ့ဒီနာဂကနေနဂလို့ပြောလာကြတာမှန်ပါဗျာအိန္ဒိယနိုင်ငံမှာနာဂဆိုတာအဲ့ဒီပပြင်းထောင်နဲ့မွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်တယ်ပမာယူဆနဲ့နဂဆိုတာဒီကနေ့လူတွေကမတွေးကြတော့သူကမွေဟောက်ကိုမွေဟောက်တို့ဘွေးတို့ပေါ့နော်အဲ့ဒီအကောင်လေးကိုနာဂလို့ခေါ်တာအဲ့တော့အဲ့ဒီအကောင်လေးကမြေကြီးအောင်မှလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောင်မှလည်းရှိတယ် အဲ့တော့သူတို့အများဆုံးနေတဲ့ဧရိယာကိုငကားပြေလို့ခေါ်မှာပေါ့နော်။ဒါတော့တရဝါးတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရည်ညွှန်းပြီးခေါ်တာပါ။